တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းအကြက်ဖက်စစ်တပ်ကကြီးရီလီစစ်စင်ရေးနဲ့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးဖုန်းလိုင်းတွေပါဖြတ်တောက်ထားရလို့ဒေသပြည်သူတွေနဲ့စစ်ရေးတရင်မြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါရတယ်။နွေမာလာ၁၀နေ့ကနေစတင်ပြီးလောင်းလုံးမြို့ဤညင်းမော်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်မှာတော်လိန်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာလက်ရှိအချိန်ထိ ညင်းမော်ရွာကနေပြန်လဲဆုတ်ခွာခြင်းမရှိသေးပဲတော်လဲတစ်ဖက်ဝန်နေတဲ့စည်ရဲဆက်လက်တင်းမာနေစေဖြစ်ပြီးတော်လဲတစ်ဖက်တွေကလည်းအဲ့ဒီစစ်ကြောင်းကိုကြားဖြတ်ပိတ်ဆို့တိုက်ခိုက်တာကြောင့်ညင်းမော်ရွာကနေရှစ်ဆက်မတိုးနိုင်ဘူးလို့လည်းသိရှိရပါဗျ။အဲ့ဒီစစ်ကြောင်းဆက်မတိုးနိုင်တာကြောင့်အကြက်ဘက်စစ်တပ်ဟာလောင်းလုံးမြို့နယ်အတွင်းကြီးရည်လေးစစ်စင်ရေးနဲ့စစ်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်ဒဝဲမြို့ပေါ်မှာလည်းအကြက်ဘက်စစ်တပ်ကအင်အားဖြည့်တင်းထားပြီး လောင်လုံးမြို့နယ်အတွင်းရေလမ်းနဲ့ပို့ဆောင်ဖို့ပြင်ဆင်နေတယ်လို့လောင်လုံးမြို့နယ်အတွင်းဖုန်းလိုင်းတွေကိုလည်းစစ်တပ်ကဖြတ်တောက်ထားရလို့လည်းသိရှိရပါတယ်။အော်တိုဘာလ26ရက်နေ့ကလည်းလောင်လုံးမြို့နယ်မောင်မကန်ရဲစခန်းကိုတော်လဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပါတယ်ရှင်။ တရချောင်းမြို့နယ်အောက်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့ဆရာနာရှင်တပ်ကတိန်ကုန်းရွာနဲ့ကတွဲရွာကအရတားနေရင်တွေကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့ကပြောပါရယ်။နိုဝင်ဘာလ12ရက်မှာတိန်ကုန်းရွာကနေရင်တချို့မိရှုပ်ခံရပြီးနိုဝင်ဘာလ13ရက်နေ့မှာတော့ကတွဲရွာကနေရင်တလုံးမိရှုပ်ခံရတယ်လို့ပြောပါရယ်။နိုဝင်ဘာလ9ရက်နေ့ကလည်း6ချောင်းရွာကအရတားနေရင်40ကျော်မိရှုပ်ဖျက်ဆီးခံရတယ်လို့ဒေသခံတွေကပြောပါရယ်။ အော်တိုဘာလ23ရက်ကလည်းတရချောင်းမြို့နယ်ဒဝေဘိတ်သွားကားလမ်းပေါ်မှာရှိတဲ့လဘရွာက အရသားနေ36လုံးကိုစစ်အာဏာရှင်တပ်စစ်တောင်းကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။မီးရှို့ခံရတဲ့လဘရွာမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စေးရေးခဲ့ရှိပြီး6ချောင်းတိန်ကုန်းကတွဲအနီးကဗုဒ္ဓောင်ချီနဲ့ဗုဒ္ဓောင်ထိပ်မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL စစ်စေးရေးဂိတ်3ခုရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ အင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတဲ့ဆရာနာရှင်တပ်နဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့တရထောင်းအခြေဆိုင်ဒဝဲခရိုင်အမှတ်နဲ့တရင်က PDF ရဲဘော်တူကပြောပါဗျ။အရသားနေတွင်မိရှုခံရတာရှိပေမဲ့အရေးအတွက်ဘလောက်ရှုခံရတယ်ဆိုတာမသိရသေးဘူးလို့လည်းဆိုပါဗျ။ကြောက်ခမောက်ရွာမှာတော့ဘယ်အဖွဲ့ကမှမသိတဲ့ရဲဘော်တူပြစ်တက်ခံထားရတယ်လို့အဲ့ဒီတပ်ဖွဲ့ဝင်ကပြောပါတယ်။ရန်ကုန်တဝယ်ဘိတ်အမှတ်၈ပြည်တော်စုကားလန်းတလျှောက်မှာရှိတဲ့နေမြေအများစုကို တော်လိုင်းရဲတပ်တွေကစုံမထိန်ချုပ်ထားပြီးအဲ့ဒီလမ်းမကြီးတလျှောက်မှာ PDF စစ်စေးရေးဂိတ်နဲ့ KNL စစ်စေးရေးဂိတ်တွေရှိပါတယ်။ တင်းသားရီတိုင်းအတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုသိမ်းပိုက်ရရှိရလို့တရားဝင်ကြေညာလိုက်ပြီးစစ်တုံးပန်း40ကျော်ကိုဖမ်းဆီးရရှိက120မမလက်လက်ကြီးအမြောက်နှစ်လက်အပါဝင်လက်လက်ခရံအများအပြားကိုသိမ်းဆဲရရှိခဲ့တယ်လို့ Force for Federal Democracy FFD ကတင်းထုတ်ပြန်ထားပါတယ်။မောတောင်မြို့သိမ်းတိုက်ပွဲဟာ၃ရက်တာကြာမြင့်ခဲ့ပြီး KNU KNLA ဦးဆောင်မှုနဲ့တူ မောတော်မြို့သိန်းတိုက်ပွဲကို KNL တပ်မှ၄ကတရင်၂3တရင်17 KNDO တရင်ခွန်တရင်12 BPLA FFD တို့ကပါဝင်ပူပေါင်းတိုက်ပိုက်ခဲ့လို့လည်းသိရှိရပါတယ်စစ်တုံးပန်း40ကျော်ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး120မမအမြောက်နှစ်လဲ120မမလက်နက်ကြီးကြီး189တောက် 0.5စက္ကန့်တလဲ60မမ3လဲ RPG နှစ်လဲငကြင်းမီတလဲလက်လက်ငယ်36လက်နဲ့တခြားလက်လက်ခရမ်းများစွာကိုလည်းသိမ်းဆည်းရရှိထားရလို့လည်းသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်မောတော်မျိုးသိမ်းတိုက်ပွဲမှာဗမာပြည်သူလူမျိုးရေးတက်တော် BBLA ကပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းဓာတ်ပုံတွေကိုတော့ BPLA ကမောင်ဆောင်ခါကလူမှုကွန်ရက်ကနေစတဲ့တင်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီမောတောင်မြို့ဟာစစ်ကောင်စီရဲ့ကုံတွယ်စီးပွားရေးရအရေးပါတဲ့မြို့တစ်မြို့ဖြစ်ပြီးတင်းသားရီတိုင်းလင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့မှလည်းဖြစ်ပါတယ်။အခုမြို့သိမ်းတိုက်ပွဲအတွင်းစစ်တပ်ကအနည်းဆုံးအင်အား90ကျော်ဟာထိုင်းဘက်ကိုထွက်ပြေးသွားခဲ့ပြီးအဲ့ဒီလိုထွက်ပြေးလာတဲ့အကြမ်းဖက်စစ်တပ်ကတပ်ဖွဲ့ဝင်တွေကို ထိုင်းအန္တပိုင်တွေကလက်နက်တွေတင်ပြီးခုလုံကွင့်ပေးတာရလို့လဲနေဆက်သတင်းတွေစီကသိရပါတယ်ရှင်။လောင်လုံးမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဒဝဲမြို့အဝင်အထွက်ဂိတ်ဖြစ်တဲ့ကမျောကင်းတရာစစ်စေးရဲ့ဂိတ်မှာခရီးသွားပြည်သူတွေကိုအဆက်အစေးတင်းကျပ်လာပါတယ်။နိုဝင်ဘာလ12ရက်ကလောင်လုံးမြို့နယ်ညင်းမော်ကျေးရွာမှာဆရာနာရှင်တန်တဲ့တော်လိုင်းပူပေါင်းတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတဲ့နောက် လောင်းလုံးနဲ့ဒဝဲမြကူးတရာဖြစ်တဲ့ကမျောခင်တရာစစ်စေးရိတ်ဂိတ်မှာအစစ်အစေးပြန်တင်းကျပ်လာတာပါလောင်းလုံးနဲ့ရေပြူမျိုးနယ်ကလာတဲ့ဆိုင်ကယ်စက်ဘင်းတွေဂိတ်ရှိကိုမရောက်ခင်ဆင်းတွန်းကြရပြီးသုံးဘင်းနဲ့ကားပေါ်မှာလိုက်ပါလာတဲ့ခီးသည်တွေကိုလမ်းဆင်းလျှောက်ပြီးအစစ်အစေးခံရတယ်လို့ဒေသခံတွေကပြောပါတယ်ဒဝဲမျိုးကနေလာတဲ့သူတွေလည်းမှတ်ပုံတင်ပြပြီးအစစ်အစေးခံနေရတယ်လို့မျိုးကန်ခီးသွားတွေကပြောပါတယ် စစ်ဆေးမှုဖြေလျှော့ထားတာကာလအတော်ကြာနေပြီဖြစ်ပြီးလောင်းလုံးတိုက်ပွဲကြောင့်အစစ်ဆေးပြန်တင်းကျပ်လာတာဖြစ်ပါတယ်။တိုက်ပွဲကြောင့်လောင်းလုံးဒေသခံတွေမြို့ပေါ်ကိုတင်းရှောင်တာတွေများလာတဲ့အတွက်အခုရက်ပိုင်းပုံမှန်ထက်အစစ်ဆေးတင်းကျပ်နေတာလို့လောင်းလုံးမြို့ကန်တချို့ကပြောပါတယ်။မြင်းမော်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ဆရာနာရှင်တပ်နဲ့တော်လိုင်းရေးတပ်တွေဟာနိုဝင်ဘာလ10ရက်နေ့12ရက်နေ့တွေမှာတိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းဆရာနာရှင်တက်ကဒေသခံနေရိတ်2ဆောင်နဲ့ပြည်သူပိုင်ဆိုင်ကယ်3စင်းကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်တိုက်ပွဲကြောင့်ကြေးရွာလေးရွာထပ်မင်းနဲ့ဒေသခံတွေနေရက်စွန့်ခွာထွက်ပြေးနေရပါတယ်။လက်ရှိမှာတော့ဆက်အာနာရှင်တပ်စစ်တောင်းဟာလောင်းလုံးမြို့အနီးဝန်းကျင်မှာနေရာယူထားဆဲဖြစ်ပါတယ်။